လေးစားထိုက်တော်ဆရာတို့တမိတိချင်တာလေးရှိလို့ပါဆရာတမိတို့လူငယ်တွေက လူကြီးတွေပေါ်မှားခဲတဲ့အပြစ်တွေကို maaf တောင်းကြပါတယ် maaf တောင်းတာက လူငယ်လူကြီးခွဲခြားထားပါသလားဆရာလူကြီးကလူငယ်ပေါ်မှားရင်ပေါ် maaf တောင်းစရာမလိုဘူးလားအဲ့ဒါလေးတိချင်လို့ပါဆရာ بسم الله الرحمن الرحيم نحمده ونصلي على رسوله الكريم أما بعد حقوق العباد بندہ چنجیں ٹیو پو مٹیو ماں وارس ہیں معاف تاور دام موئیں دنیا ماں سونچو مدکو کو لو لے دے اریے اسا پی لو یارس ہیں اسا پی یا اور دی معاف تاورنے نیا ماں လူကြီးကလေးဆိုပြီးခွဲရတာမရှိဘူးလူငယ်ကလူကြီးကိုမားတောင်းရမယ်လူကြီးကမားလို့ရှင် လူငယ်ကိုမတောင်းရဘူးမားတောင်းကြမလို့ဒါမျိုးအစ္စလာမ်မှာခွဲခြားပြဋ္ဌာန်းတာမရှိဘူးလူငယ်မားလို့ရှင်လေလူငယ်အမားလို့ခင်လူကြီးမှာမားတောင်းရလို့လူကြီးဘက်ကအမားလို့မိခင်လေလူငယ်ဒီမှာမားတောင်းတမနော် ယူရှုဘ်အလိဆလမ်ရဲ့ဝါကီယာကုရ်အန်ကျောင်းမြတ်ထဲမှာပါတယ်တမန်တော်ယူရှုဘ်အလိဆလမ်ကတမန်တော်ယာကူဘ်အလိဆလမ်ရဲ့ဒါတွေတဲ့ကတာတူဖြစ်တဲ့အလိုင်းနဗီဖြစ်တဲ့သူရဲ့ညီကိုတွေသူညီကိုတွေသူထက်ကြီးတဲ့ညီကိုတွေအလုံးပေါင်းပြီးတော့သူဒုက္ခပြေခဲ့ကြတဲ့ဒါအလုံးမွတ်စလမန်တွေတည်ရည်တွင်နဲ့ပြချတဲ့စတဲ့ဖြစ် မိဘနဲ့တူဝေးအောင်လို့နေရှိလာများလို့ဒုက္ခပြပြီးနောက်ပိုင်းမှာနောက်ဆုံးတူညီကိုရအဒယူဆုဘအလ္လာဟ်ဆလမ်တစ်ချိန်အီဂျစ်နိုင်ငံရဲ့ဝန်ကြီးဖြစ်လာတဲ့အခါမှာပြန်ပြီးတူဒီမှာပြန်မာဖ်တောင်းခဲ့ရဒီမှာလူကြီးတွေကကလေးကြီးမှာအတန်းငယ်တဲ့လူကြီးမှာမာဖ်တောင်းတော့ဘာတီးရလဲဆိုရင်မာဖ်တောင်းတဲ့နေရာမှာကလေးကပဲလူကြီး မမားရင် maaf တောင်းရမယ်လူကြီးမားရင် maaf တောင်းကြမလို့ဘူးဆိုတော့မရှိဘူးအဲတချို့ကိစ္စတွေကတော့ဒီလိုရှိတယ်အဲဒီမှာနဖက်ယတနာဖြစ်တဲ့နေရာမှာစကားများတဲ့နေရာမှာဘ ᱹ ရူမားလဲဆိုတော့မတည်ဘ ᱹ ရူမားလဲဆိုတာခွဲခြားခက်အဲ့လိုကိစ္စမျိုးဆိုရင်နဖက်လို့တယောက်ကိုတယောက် maaf တောင်းလာအဲအဲ့ဒီမှာဆိုရင်တော့ဒီလောက်ပြောလို့ရတယ်အဲ့ဒီမှာလူငယ်ကရှာပြီးတော့ လူကြီးကို maaf တောင်းပြီးလူကြီးကပြန်ပြီးလူငယ်ကို maaf တောင်းအဲ့လိုတော့ပြောလို့ရတယ်